အားလုံးပဲမင်္ဂလာပါရှင်။မြကျနာတင်ကြနေရဲ့ဒီစမလာနေရက်နေ့ရေဒီယိုအစီအစဉ်တစပ်ပြေတော့မှာဖြစ်ပါရယ်။စစ်ကောက်စီစီကဘာပိုင်ရဲ့ရန်ပုံငွေဆက်လက်ရတန်ထားရဲ့ဥပဒေမူကြောင့်အမေရိကန်အလို့တော်မှာကန့်ကွက်သူမရှိဘဲတည်ပြလိုက်ပါရယ်။ ကချမနူမလာတလာအတွင်ကလေးငယ်နှုံးတည်ဆောင်ခဲ့ပါတယ်။ဒုထဝတီမြင့်အနီးမှာအွန်လိုင်းလုံကစားလုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖန်ဆီးခဲ့ရလို့စစ်ကော်မရှင်ကပြောပါတယ်။စားတဲ့တရင်တွေကိုတည်ဆောက်ပေးရမှာပါ။ကျမတို့အစီအစဉ်တည်ဆောက်မိုင်းနေဖြစ်ပါတယ်။စကောင်းစီတန်ကဘာပိုင်ရဲ့အယုံပုံငွေဆက်လက်ရတန်ထားရေးဥပဒေမူကြောင်းကိုအမေရိကန်အောက်လွတ်တော်မှကံကွက်သူမရှိဘဲအတည်ပြုလိုက်ပါတယ်။ဇောက်ဆိုင်ကတင်ဆက်ပေးမှာပါ။ စစ်ကွန်ရှင်စီကမ္ဘာပိုင်ရဲ့ရံပုံငွေဆက်ရတန်ထားရေးအချက်ပါဝင်တဲ့မြန်မာနိုင်ငံအတွက်ရံပုံငွေအတစ်တွေမပေးအပ်ရေးအဥပဒေကိုအမေရိကန်အောက်လွှတ်တော်ကအမေရိကန်စံတော်ချိန်ဒီဇင်ဘာ၁ရက်နေ့မှာအတည်ပြုလိုက်ပါတယ်။အဲ့ဒီဥပဒေချမ်းကိုကန့်ကွက်သူမရှိထောက်ခံမဲ385မဲနဲ့အောက်လွှတ်တော်မှာအတည်ပြုလိုက်တာဖြစ်ပြီးဥပဒေဖြစ်လာဖို့အတွက်အချက်လွှတ်တော်ရဲ့အတည်ပြုချက်နဲ့တမန်တော်လက်မှတ်ကြန့်ရှိပါသေးတယ်။ ဒီဥပဒေအတည်ဖြစ်သွားရင်တော့စေုပ်စုစီကိုစီစဉ်မဲ့ထောက်ပံ့ငွေနဲ့ပဏာရေးငွေချေးထောက်ပံ့တာတွေကိုဆိုင်းငံ့ရမှာဖြစ်ပါတယ်။အဲ့ဒီဥပဒေမူကြောင်းကိုတော့အခုနှစ်ဇူလိုင်လ15ရက်နေ့မှာဂျော်ဂျီယာပြည်နယ်ကလွတ်တော်ကိုယ်စားလှယ်အမျိုးသမီးကတင်သွင်းခဲ့တာဖြစ်ပြီးနောက်တစ်ယောက်ကပူတွဲအဆိုတင်သွင်းခဲ့တာပါ။ စစ်အစိုးရဟာနိုင်ငံတကာဗန္ဒာရေးအဖွဲ့အစည်းတွေကရန်ပုံငွေတွေကိုတာဝန်ယူမှုရှိရှိထိန်းသိမ်းနိုင်မှာမဟုတ်တလို့အလိုအဆုံဖြစ်တဲ့လူထုစီကိုအကူအညီတွေပေးပို့မယ်ဆိုတာကိုလည်းယုံကြည်ပေးလို့မရပါဘူးလို့လည်းပူတွဲအဆိုတင်တွင်တဲ့လွတ်တော်အမတ်မင်းစီယန်ကင်ကပြောပါရယ်ကိုရတမကကထုတ်ပြန်ထားတဲ့နောက်ဆုံးအချက်လက်တွေအရမြန်မာနိုင်ငံကလူပေါင်း3.6တန်းကျော်ဟာနေရာဆုံးခွာနေရပြီးမြန်မာနိုင်ငံဟာစားနပ်ရိက္ခာမလုံလောက်မှုအတွက်စိုးရိမ်စရာအမြင့်မားဆုံးအခြေအနေမှာရှိနေပါတယ် ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633တနေ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ဒေါက်တာဝတီမြင့်အနီးမှာအွန်လိုင်းလုံကစားလုပ်ငန်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးခဲ့ရလို့စစ်ကော်မရှင်ကပြောပါရယ်ထရိုဆာကတင်ဆက်ပေးမှာပါ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မေမြို့နယ်တောင်ထိပ်ကျေးရွာဒုထဝတီမြအနီးမှာ online လုံခြုံရေးလုပ်ငန်းတွေလုပ်ကင်နေတဲ့တရုတ်နိုင်ငံသားတွေကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်လာပါတယ်။အဲ့ဒီဖမ်းဆီးရမိတဲ့တရုတ်နိုင်ငံသားတွေကိုလူသားချင်းစာနာထောက်ချောင်းမှုနဲ့နိုင်ငံအချင်းချင်းချစ်ချည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးသက်ဆိုင်ရာနိုင်ငံတွေစီပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမယ်လို့လည်းစစ်ကော်မရှင်ကမနေ့ကညပိုင်းမှာထုတ်ပြန်လာတာပါ။ ကျောင်းမင်းမျိုးတောင်ထိပ်ချေရွာအနီးမှာတရုတ်နိုင်ငံသား28ဦးနဲ့အတူအွန်လိုင်းတင်လေလောင်းကစားမှုတွေပြုလုပ်ချိန်မှာအုံပြတဲ့ဆက်ဆက်ပျက်စီးတွေလူနေရာဆောက်အုံတွေကိုနိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာ3ရက်နေ့တွေမှာဖန်စီရမိခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။အဲဒီတောင်ထိပ်ချေရွာအနီးမှာတုံမိုတုံးသက်သားတွေနဲ့ဆောက်ထားတဲ့အိတ်ဆောင်တွေအစားအစာတူလောင်ယုံတွေတန်လျာရှည်အင်တာတွေ ကင်းဆောင်တစ်တာမျိုးစင်တွေနဲ့ခြံတွေကာယံပြီးလောက်ကင်နေရလို့ဆိုထားတာပါဒါအပြင် all-in-one desktop computer 30လုံး starting banse ko ecola the low xiaomi wifi sen the low sound box the low power station down low ငွေရည်သက်ဆက်တလုံး၊ငွေကပ်ဖြည့်ဆက်သုံးလုံး၊ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေ၊အခြားလက်စစ်သုံးပစ္စည်းတွေတင်ဆက်ရမိခဲ့တယ်လို့တည်ရပါတယ်။ပြီးခဲ့တဲ့2023ကစပြီး2025နိုဝင်ဘာအထိနှစ်နှစ်ကျော်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေတဲ့နိုင်ငံခြားသား6,800ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကော်မရှင်ကပြောကြားထားပါတယ်။ချမနူဘာလာတလာအတွင်းကလင်းငင်းတို့ဒိတ်ဆုံးခဲ့ပါရယ်။နာမည်နဲ့နေရာတိဆက်ပေးမှာပါ။ ကချင်ပြည်နယ်မှာပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလင်းရင်နှဝပါဝင်ပြည်သူ၅ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ကချင် Human Rights Watch KHRW ရဲ့ဒီဇင်ဘာလ၃ရက်နေ့ကထုတ်ပြန်ထားတဲ့လူခွင့်ရေးချုပ်ဖောက်မှုအစီရင်ခံစာအရသိရပါတယ်။နိုဝင်ဘာလအတွင်းဖက်ကမျိုးတွေမှာစစ်ကော်မရှင်တပ်ကစစ်တိုက်လေရင်တွေနဲ့အမြောက်လက်နက်ကြီးတွေကိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအရက်သားပြည်သူတွေအသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ ပြည်သူတွေတည်ဆုံမှုအပေါ်တာဝန်ယူတာမျိုးမရှိတဲ့အပြင် ထမှန်ပြုလုပ်တာတွေကိုသာတွေးရှိရပြီးစစ်ကော်မရှင်ဟာဖက်ကတ်မျိုးနေတာမက အခြားမျိုးနေတွေမှာလည်းလက်နက်ကြီးပြခတ်တာတွေကိုဆက်လက်သက်ခိုက်လက်ရှိနေတယ်လို့ဖော်ပြပါရှိပါတယ်။ ပြည်သူရဲ့အသက်အန္တရာယ်မဖြစ်ပွားဖို့ဘေးကင်းလုံခြုံရေးကိုအရေးကြီးအချက်အနေနဲ့ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်းပြည်သူတွေတေဆုံးမှုနဲ့တန်ရာရရှိမှုတွေအပေါ်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေတရားမျှတမှုရရှိစေဖို့အများဆုံးအရေးယူဆောင်ရွက်ဖို့လိုအပ်ကြောင်းနဲ့အရက်သားပြည်သူထိခိုက်တန်ရာရရှိသူတွေအတွက်ဆက်ဖက်ဆိုင်ရာကုသမှုစိတ်ကျမရေးအထောက်အပံ့စာဝတ်နေရေးဆက်လက်ထောက်ပံ့မှုကိုအများဆုံးပေးအပ်တင်ကြောင်းအကြံပြုဖော်ပြပါရှိပါတယ် လွန်ခဲ့တဲ့စက်တင်ဘာလအတွင်းမှာတော့ကလေးငယ်6ဦးအပါပြည်သူ19ဦးတေဆုံးခဲ့ပြီး76ဦးတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ပကိုးရိုင်းထာယောက်ဒီအချမ်းထောင်မှာဒီစင်မာလာတရနေ့ကနိုင်ငံရေးအချမ်းသူအချမ်းသား83ယောက်လူမြောင်လာရင်လို့ဒီမှာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချမ်းသားများကွန်ရက်ပြည်ပြည်နဲ့ပြန်ကြားရေးတာဝန်ခံမယောင်နေလင်းကပြောပါရယ်။ထာယောက်ဒီအချမ်းထောင်မှာနေနိုင်ငံရေးအချမ်းသား89ဦးနိုင်ငံရေးအချမ်းသူ6ဦးစုစုပေါင်း83ဦးလူမြောင်ခဲ့ရလို့သိရပါရယ်။တသက်ထိမှာပဲရမေးတင်အချမ်းထောင်ကလည်းဖောက်ခွဲပုံမှန်9 905ကာရုန်နဲ့1000ရှစ်နှစ်ချခံနေရတဲ့အမျိုးသား3ယောက်လည်းလူမြောင်ခဲ့ရလို့သိရပါရယ်။ ာနာသိမ့်ပြီးနောက်စေအုစုဟာမထယာပန်စီတင်းတင်းခံရတဲ့ပြည်သူတွေကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုတနစ်လေးခါနဲ့ဖန်စီထောင်ချတာတွေဖောက်ခွဲပုံမှန်ငါးတွေပါဆွဲကပ်ပြီးတော့ထောင်ချခဲ့တာကိုလှုံ့ဆော်ခဲ့ရလဲဖြစ်ပါတယ်။အခုရွေးကောက်ဝယ်ချင်ပါဖို့နီကာလာချိန်မှာမတရားဖန်စီထောင်ချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လုပေးနေရလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့က905ကနေပြည်ထောင်ချခံနေရတဲ့2362ဦးကိုလူငင်ပေးထားပြီးတော့တရားစိစုခံတရားစိဖြစ်တဲ့9580ရောက်ကိုလည်းအမှုပိတ်တင်ခဲ့ရတွေကိုအနာသိစစ်ကော်မရှင်ကလှုပ်ဆောင်ခဲ့ပါတယ်အနေရကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွဲရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။ မြေမြုပ်မိုင်းတွေကိုတက်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဒါမှမဟုတ်ဝါယာကြိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမက မြေအောက်မှာလည်းရှိနေတတ်ပါတယ်။ မြင်းမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်းတွေ့ဖို့ခဲရင်ပါတယ်။မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပြင်တွေနဲ့တစ်ပင်တွေချကွဲပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင့်နေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီးပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပောက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အကြုံမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီး မြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစာထွက်လူတက်မိုင်းဆိုတာပောက်ကွဲတဲ့အခါအစာနာဖျားထွက်ပြီးထိခိုက်သူတမကအညီဝင်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးဒိတ်ဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီး ဒီကျုံမြင့်ကိုထီမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းလို့ပြုလုပ်နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာ လက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုထားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီး အဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါれ။မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေရင်အနည်းကြီးစွာကျန်ရှိနေနိုင်ပါれ။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါれ။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတဲ့ပစ္စည်းတွေဟာလက်နဲ့ကိုင်ပဋိပက္ခများရပ်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချန်နေရေဒီယိုအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချင်းပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။